အားလုံးပဲမင်္ဂလာပါ Electron Computer ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့ပြပိုက်မိတဲ့အကြောင်းအရာကတော့သင်တို့ရဲ့ laptop တွေမှာရုတ်တရက်သုံးနေရနေပြီးတော့ power မလာတော့တာရုံမထွက်တော့တာ power နိုးပြီးရုံမလာတာစတဲ့စားရှိရဲ့ပြဿနာတွေကိုကျွန်တော်တို့အလွယ်ဆုံးနဲ့အမြန်ဆုံးပြင်ဆင်ဖို့အတွက်ဒီလမ်းလေးကိုမျှဝေပေးခြင်းဖြစ်ပါတယ်ကမ္ဘာဥစွာကျွန်တော်တို့ laptop က power မနိုးဘူးဆိုလို့ရှိရင်ကျွန်တော်အရင်ဆုံးအဲ battery အကုန်လုံးလာပါတော့အဲ adapter လေးထိုးပြီးတော့ laptop အရင်ဆုံး power ဆက်နှိုးကြည့်ပါမယ် ဗီဒီယိုထဲမှာမြင်ရတဲ့အတိုင်းကျွန်တော်တို့အာအဒက်ပတာကြိုးထိုးလဲပါဝါမလာဘူးပေါ့နော်ဆိုတော့ကျွန်တော်တို့ဗာဆက်လုပ်ကြမယ်ကျွန်တော်တို့အရင်ဆုံး bio reset ဆိုတဲ့ခေါင်းစဉ်လေးအောက်ဒီနေ့တွားကြပါမယ်အရင်ဆုံး bio reset အနေနဲ့ကျွန်တော်တို့မလုပ်မလဲဆိုတော့အဲ laptop လေးကိုဖွင့်မယ်ပေါ့နော် laptop လေးကိုဖွင့်ပြီးတော့ကျွန်တော်တို့ထဲကဒီ battery ဖြုတ်မယ်ပေါ့နော် battery ဖြုတ်မယ် cmos ပါလို့ရှိရင် cmos battery ဖြုတ်မယ် ဲ့ကျွန်တော်ဘက်ထရီဖြုတ်လိုက်ပါပြီဘက်ထရီဖြုတ်ပြီးတော့ကျွန်တော်တို့စီမော့ဘက်ထရီတော့မပါဘူးပေါ့နော်ပါတော့ကျွန်တော်ကမာသာဘုတ်မှာ shortage ရှိမှရှိပေါ့အဲမာသာဘုတ် short ကျနေတာဒါမျိုးတွေကျွန်တော်တို့စစ်ပါတယ်လူကြီးမင်းတို့အနေနဲ့ကတော့ဒီစင်နေကိုလှုပ်ရှားမလို့ပါဘူးဘက်ထရီဖြုတ်ပြီးရာနဲ့55စက္ကန့်ထားထားရုံပါပဲကျွန်တော်ကတော့ technician ဖြစ်တဲ့အတွက်ဒီ55စက္ကန့်ကာလအတွင်းမှာကျွန်တော်မာသာဘုတ်ပေါ်က shortage ကြီးကိုရှာတာဖြစ်ပါတယ် ခုကျွန်တော်တို့ battery ဖြုတ်ထားပြီးတော့ကျွန်တော်တို့ adapter ထိုးပါမယ်35စက္ကန့်ကြာပြီးတော့ adapter ထိုးရပါဝါနှိုးတဲ့အခါမှာပဲအာဒီ keyboard မီးရေလင်းလာတာတွေ့ရတယ်ပေါ့နော်အဲဆိုလို့ရှိရင်တော့ laptop က power ပြန် no ရပါပြီ power ပြန် no ပြီးတော့အခုဆိုရင်ကျွန်တော်ရုပ်ထွက်ဖို့စောင့်ရပါတယ်ဟောရုပ်လည်းထွက်လာပါပြီခင်ဗျဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ restart ချတဲ့ file reset ချတဲ့ကိစ္စအောင်မြင်သာပြီးဆုံးသွားပါပြီ ဘာကြောင့် bio reset ချရလဲဆိုတဲ့အကြောင်းတရားကိုနောက်တဲ့ဗီဒီယိုတွေမှာကျွန်တော်သေးသေးရှင်းပြသွားမှာမို့လို့ဆက်လက်ဆောင်မြော် ကြည့်ရှုပေးပါဦးခင်ဗျာ ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်